အခုကျွန်တော် line ပေါ်မှာဒီငွေသိန်း30ကိစ္စနဲ့ပတ်သက်ပြီးတော့တွန်းတွန်းကျကျကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။အရိယာနဲ့ပတ်သက်ပြီးတော့ဒီအမသူ့ရဲ့အတွေ့အကြုံတွေကိုဖွင့်ရလာတဲ့ဗီဒီယိုကျွန်တော်တို့အတူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်။ဆိုရင်ငွေမားလွှဲနေဆိုရင်ကဲအကောင့်1နဲ့3956ခွန်ရှိ90ကဥဖြူကနေပြီးတော့မှဒီဘက်ကအဲအကောင့်နဲ့ငွေမားဝင်သွားတယ် ဟုတ်ပြီဒါဆိုဒီကာယကံရှင်စီကိုဆက်သွယ်ပြီးတော့မှကျမတော့ငွေမှားထည့်မိသွားတယ်ကျမငွေမှားထည့်ပေးမိသွားတယ်ဒီမှာဒီမှာဒါဘန် transition နဲ့ကျမဒီလိုမှားထည့်ပေးမိသွားတယ်ဒါကျမတို့လည်းဒီလိုပဲခါလီကြရင် KBZ ဆိုပို့ဖြစ်တဲ့ beneficiary ထဲမှာထည့်ထားရင်ကျမညမနဲ့ခိုင်စုနဲ့ဆိုနာမည်ချင်းလေးစင်တင်နေဆိုကျမခဏခဏခိုင်စုတယ်အောင်မှားမှားထည့်တယ်ရုပ်တရက်လीအဲ့လိုမျိုးဆိုတဲ့ခါကျတော့ မှားတတ်တယ်နော် KB ဆိုလဲဒီလိုပဲမှားတတ်တယ်တိလားမြင်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 လုတ်တဲ့အားနေချက်ဒီပေါ့နော်အဲ့တော့မှားသွားပြီဆိုရင်လေတဖက်က evidence ပြနိုင်တယ်တနေ့3956960ဘယ်အကောင့်ကနေပြီးတော့မှဒီတဲကိုမှားဝင်သွားပါတယ်ဒါဆိုရင်ကျမက okay ကျမဆက်လိုက်မယ်ကျမဘဏ်အကောင့်ထဲမှာဟုတ်တယ်ရောက်တယ်မှားဝင်လာတယ် ဒါပေမဲ့ကျမကို1235689630အကောင့်ပိုင်ရှင်ကငွေမားလွှဲလိုက်တဲ့ဒီတဲကိုသူကပြန်လွဲခိုင်းတော့1017234အကောင့်နဲ့ပြန်ထည့်ဆိုကျမပြန်မထည့်သေးဘူး။ကျမတဲကိုဝင်လာတဲ့အကောင့်1235689630လေးကိုပဲကျမပြန်ထည့်ပေးမယ်။ဆိုပြီးတော့ကျမတို့ပြန်ထည့်ပေးလိုက်တယ်။ပြီးပြီပေါ့ order ။ပြီးတယောက်နဲ့တယောက်ကမတူဘူးနော်။ဟုတ်လား။အဲ့တော့ ပြီတခါတလေကြရင်ဒီလိုပဲလေဟာဟိုဒီပိုင်ရှင်တွေကနိုင်ငံသားမှရှိနေတာမျိုးတွေဘာဒီညာတွေဒီဘက်ကနေပြီးတော့မှကိုစားသုံးနေဥပမာကျမယောက်သားဆိုကျမယောက်သားနိုင်ငံသားရှိနေဆိုကျမသူ့အကောင့်ဒီမှာကိုစားသုံးနေလေအဲ့တော့သူလာမှဆိုသူလာလို့မရဘူးဒါဆိုရင်ဘယ်လိုလုပ်လို့ရအောင်ဗီဒီယိုကောပြောမယ်လေမှတ်ပုံတင်နံပါတ်နဲ့ဗီဒီယိုကောနဲ့မှတ်ပုံတင်နေရရုံနဲ့အခုဒီမှာရုံနဲ့နောက်ဆုံးပြောလို့ရတယ်လေတက်တည်ထူလို့ရတယ်လေ ဟုတ်လားနိုင်ငံသားမှနေနေတဲ့သူလာခဲ့မှလူကိုယ်တိုင်လာမှပေးမယ်ဆိုတာတော့တဘာမှမကြောက်ဘူးလေနိုင်ငံသားမှနေနေတယ်ဟုတ်တယ်နိုင်ငံသားမှနေနေတယ်ဒီမှာကျမတို့မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဘဏ်အကောင့်ကြီးရယ်ကျမဆိုကျမယောက်ျားနိုင်ငံသားရှိရယ်ကျမဒီမှာသူ့အကောင့်သုံးတာပဲလေဟုတ်လားဆိုတော့ဒါဆိုရင်ဒီလူနဲ့ပြောလို့ရတဲ့အခုဒီမှာဗီဒီယိုကောတွေရှိရယ်လေဗီဒီယိုကောခေါ်မယ်လေမှတ်ပုံတွေနံပါတ်ထင်းအောင်ဟာလေးနဲ့သူ့ရဲ့ data information တွေ personal data information တွေတိုက်ဆက်လိုက်လေ တိုက်ဆိုင်စစ်ဆေးပြီးမှန်နေဆိုပြန်ပေးလိုက်ရုံမော်ဘာဒီကိုရှင်းပြီးတော့မှအဲ့တော့ဒီဘက်ကအစိမ့်နေရလဲအမလီဒါနိုင်ငံကြီးအရာမရိုးသားဘူးဖြစ်ဟာဒီဘက်ကအနီနေရလဲဘလို့ဖြစ်ဘာမဆိုင်တဲ့အနီအစိမ့်ပြဿနာကြီးဖြစ်သွားတယ်ပတ်စံ3 30နဲ့ဘာဖြစ်သွားလဲဆိုတော့ငါဆိုတဲ့ငါဆိုရင်မာနာ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 ထူလိုက်တာ ဒါဒီဒီလိုမျိုးဖြည့်ရှင်းရမယ်ပြဿနာမဟုတ်ဘူးဒီလို post တွေတစ်ခုပြီးတစ်ခုတင်လိုက်တစ်ခုပြီးတစ်ခုဖြန့်လိုက်ဟိုလူ့ကိုတရားစွဲမယ်ဒီလူ့ကိုတရားစွဲမယ်လုံရမယ်ပြဿနာတွေမဟုတ်ဘူးလွင်လွယ်ကူကူလေးပဲရှင်းရှင်းလေးပဲဖြည့်ရှင်းရမယ်ပြဿနာကာပြောတဲ့သူတွေကလည်းပတ်စံတီ3သိန်း30အမောက်လောက်နဲ့ဘာဖြစ်သွားမှာမလို့လဲဒီလောက်မယိုးရှင်းဘူးနိုင်ငံရေးလေးခွက်တွေပါတယ်ဘာတွေတုံးဘာနိုင်ငံရေးလေးခွက်တုံးတစ်ဖက်ကလည်းမရှိလို့မှလုံစားတဲ့သူကသူသူပတ်စံတီ3သိန်း30ဘာတွေကိုနိုင်ငံရေးလေးခွက်တုံး နိုင်ငံရေးလဲကွက်ဆိုလဲဘာမှလှည့်လို့မရဘူးဒီအကောင့်လေးက1 2 3 4 5 6 9 10တွေကကိုတည်းအောင်မှားဝင်လာတယ်လို့ပြောတယ်โอเคကျမကို7273လဲကိုတော့မထည့်ခိုင်းနဲ့ကျမ1 2 3 4 5 6 9 10တွေကိုပြန်ထည့်ပေးလိုက်မယ်ပြီးပြီပေါ့နော်သူတို့ရဲ့အကောင့်ကြီးက personal account ကြီးလေသူတို့လက်ခံတာကသူကိုယ်တိုင်သူ့ရဲ့နာမည်နဲ့ account ကြီးလေစကလုံးတိုင်းอ่ะเนาะ afford တန်ပြောတော့ company အ ီးတွေမှမမဟုတ်တာအဲ့တော့ဘာမှမဆိုင်နဲ့နိုင်ငံရေးကိစ္စတွေပါပါကုန်ရောဟာတခါတည်းကိုလေဩစာဟိုဟိုဘာတွေရောမလေးမယိုးစင်းမှုတို့ဘာတို့ညာတို့ဒီဘက်ကလည်းပြောရောအမလေးနိုင်ငံရေးလဲကွက်တီတို့ဟာဟိုဘက်ကလည်းအနီတို့အနီအစိမ့်တွေပါပါလာရောဘာမှမဆိုင်ဘူးအနီအစိမ့်နဲ့လေဟုတ်တယ်တဖက်ကလည်းတင်း30ရာဘဝမလို့ပြောရတာပေါ့ဟုတ်လားပူတယ်လေကိုချွေးနေစာလေတင်း30ရာဘဝမလို့ပြောတာပေါ့ တောင်းတဲ့ evidence တွေပြနိုင်တယ်လေအဓိကကျမတို့က band transition ပြနိုင်တယ် evidence ပြနိုင်တယ်မှတ်ပုံတင်ပြနိုင်တယ်ဟုတ်လားဒီထက်မှထပ်ပြီးသေးစားခြင်းသေးတယ်ဆိုရင်ကာယကံရှင်နဲ့ video call ပြောလိုက်ပုံရှင်းရှင်းလေးဟုတ်တယ် complete ပေါ်တော့တက်လာစရာအကြောင်းမရှိဘူးလွဲတာကိုရှုပ်အောင်လုပ်နေတာအဲ့တော့ကျမတို့ပဲညံမမီဘူးပဲထားပါတော့နိုင်ငံကြီးလှည့်ကွက်တယ်ရောဘာတွေရောဘာတွေမှန်းကိုမသိတော့ဘူးเนาะအဲ့လိုကြီးဆိုတော့မသိတော့ဘူးသိလားအဲ့တော့ အချိန်တန်ရင်တော့အဖြေတွေပေါ်မှာပေါ့နော်အချိန်တစ်ခုပေးရင်တော့အဖြေတွေပေါ်မှာပေါ့အခုတော့နိုင်ငံကြီးလှည့်ကွက်တွေရောဘာတွေရောညာတွေရောအရန်တွေကိုကြီးကျယ်ကုန်ပြီနိုင်ငံကြီးလှည့်ကွက်တွေတောင်ဖြစ်ကုန်ပြီအဲ့ဒါ တိန်တောင်းချီတွေတုံးတော့ရအောင်မှာကျမတို့တွေပြည်သူကဘာစီးမှမမြင်ရအောင်ဘာမှဒီဘက်ကတိန်တောင်းအလှူဝင်ရတယ်တိန်တောင်းလှူလိုက်ပြီဆိုပြည်သူကအမလီတာတို့တာတို့တာတို့လက်ဆယ်ပြားထိတ်မှမုံလို့တာတို့တွေခေါ်လိုက်ရတာအခုပတ်စံတိန်30ကြတော့မှအစင်းစင်းနေဟိုနေပြည်တော်တွေရောဘာတွေရောကိုယ့်ရဲ့ personal account တွေရောဝင်လာတာဘယ်နေပြည်တော်ကိုသတင်းပို့စရာလိုတာလဲကိုယ့်ရဲ့ personal account မိမိကိုယ်တိုင် account နဲ့လက်ခံထားတဲ့ပတ်စံမိမိကိုယ်တိုင် account တွေရောဝင်လာတာနေပြည်တော်ဆိုတော့နေပြည်တော်ဘယ်သူစီသတင်းပို့ရတာ ရှင်းလေရှုပ်လေတွေဖြစ်မှာတိလားလွယ်လွယ်ကူကူလေးဟာဆက်ရှုပ်ကိုခဏနော် तू ပစံမှန်ကန်နေတယ်ဆိုရင်ကျမတို့ကအလူငွေထည့်ပြီးသားမလူကျင်တော့ဘူးဆိုရင်တော့ပြန်အမ်းရမှာရှင်းတယ်ဟုတ်တယ်ဟုတ်တယ်ဒီကျမပြောတော့တော်တော်လေးမှန်တယ်နော်။ဒီတော့လို့မလူတော့ဘူးဆိုရင်တော့မလေးပြန်လာရမှာရှင်းနေတာ။အဲ့တော့ ခုနကကျမမေးတဲ့မေးခွန်းတွေကိုဖြေနိုင်အောင်ဖြေကြအလွန်ဝေခံစားနေတဲ့သူတွေနော်အလွန်ဝေခံစားနေတဲ့သူတွေကိုကျမမေးတဲ့မေးခွန်းကရှင်းရှင်းလေးပဲအလွန်ဝေခံမစားခင်တုန်းကမိမိရဲ့ပိုင်ဆိုင်မှုမိမိရဲ့အခြေအနေအလွန်ဝေခံစားပြီးမိမိရဲ့ပိုင်ဆိုင်မှုမိမိရဲ့အခြေအနေကိုမိမိရဲ့ဝင်ဝင်ရာလန်းနေပါအပါစစ်ဆေးခံနိုင်သလားလို့ အဲ့ဒါပဲပြည်ရင်းပြည်ပအလှဝင်ခန်းစားနေတဲ့သူမှန်သမျှမယ်ကာယံနေတော်လိုက်လို့နော်အရင်ကနဝင်မေမေဂယုနာမေမေတွေဖြစ်နေကြတာယူနေကြတာဟာသူများပတ်စံနေနဲ့သူတို့ပတ်စံလည်းမဟုတ်ဖ ೇನೆ သူတို့ချွေးနေစာလည်းမဟုတ်ဖ ೇನೆ နော်သူတို့ရဲ့ဟိုဟိုရှာဖွေစုဆောင်းထားတဲ့ပတ်စံတွေလည်းမဟုတ်ဘဲနဲ့လာပြီးတော့မှသူများပတ်စံတွေနဲ့တထေးလုပ်ပြီးတော့မှအံ့ဩပါကံမောစပြီးလာပြီးတော့ဘဝဆက်ဆက်ခေဆက်ဆက်တန်တရာအဆက်ဆက်မျိုးရိုးစင်ဆက်ချမ်းသာလာတဲ့ပုံတွေကိုကြားလို့နော် ဲတော့ဂန္နဝင်းမေမေဂယုနာမေမေလည်းမလောက်ကြနဲ့ကျမတို့ကစေတနာနဲ့ဆိုတဲ့စကားလေးရောင်းလို့တော့မသုံးနဲ့နင်တို့စေတနာလေးတော့သုံးအောင်နင်တို့ချွေးနေစာမဟုတ်ဘူးငါတို့တိုင်းပြည်ကပြည်သူတွေကိုနင်တို့ကစေတနာနဲ့လှုပ်ပေးနေတာပဲလို့ဆိုတဲ့စကားလာမပြောနဲ့စေတနာနဲ့လှုပ်ပေးအောင်နင်တို့ချွေးနေစာငါးပြောင်းမှမပါဘူးငါတို့ပြည်သူတွေရဲ့ပစံနင်တို့ကစီမံခန့်ခွဲပေးရတဲ့သူအဆင့်မှာပဲရှိတယ်နင်တို့ကစေတနာနဲ့လှုပ်ပေးနေတာပဲစေတနာနဲ့လှုပ်ပေးနေတာပဲ ပြောစရာအကြောင်းမရှိဘူးနင်တို့ချွေးနေတာမဟုတ်ဘူးအဲစကားကိုပြောလို့မရဘူးနင်တို့နင်တို့ပတ်စံနဲ့နင်တို့ချွေးနေစာနဲ့လုတ်ပေးတယ်ဆိုရင်တော့လုတ်လေနင်တို့ကြိုက်တယ်လို့ပြောလို့ရတယ်ဟဲ့စေတနာနဲ့လုတ်ပေးနေတာလေလူပါလာမောကနဲ့ပြောနင်တို့ချွေးနေစာနဲ့ဆိုရင်နင်တို့ချွေးနေစာနဲ့လည်းမဟုတ်တဲ့ပတ်စံနဲ့ကိုနင်တို့ကလာပြီးတော့မှစေတနာနဲ့လုတ်ပေးနေတယ်ဟာဒါမျိုးကတော့ပြောတဲ့နေနော်နင်တို့ပတ်စံဘယ်နှပြားပါလဲစေတနာနဲ့လုတ်ပေးနေတယ်လို့ပြောတာနင်တို့ချွေးနေစာဘယ်နှပြားပါလဲ လာပြီးတော့မှဂင်းကြီးဂယုနာမေမေကောင်းကင်မေမေတွေလာလို့ငါရှက်လည်းမရှက်ဘူးနော်မသိရင်ပဲဘဝဆက်ဆက်တန်တရားဆက်ဆက်ကချမ်းသာလာတဲ့သူတို့ကိုသူတို့ချမ်းသာတဲ့သူကြီးတွေကိုကြံ့လို့ကိုเจ้าကိုသိပါတယ်အများကြီးပြောနေစရာမလိုကိုเจ้าကိုသိပါတယ်နော်အဲ့တော့လာပြီးနောက်နောက်စေတနာနဲ့လှုပ်ပေးနေတာအမလီဘဝကြီးနဲ့ရင်းပြီးတော့မှလှုပ်ပေးနေတယ်ဆိုတဲ့စကားရောင်လို့တောင်မပြောနဲ့ နော်နေနှိုးကြောင့်မလို့တိုင်းပြည်ကအဆင်ပြေတာမဟုတ်ဘူးတိုင်းပြည်ကပြည်သူတွေကြောင့်နေနှိုးကအဆင်ပြေနေတာနေနှိုးလူလို့တိုင်းပြည်ကပြည်သူတွေအဆင်ပြေတာထက်နေနိုးကပြည်သူတွေလူလို့နေနိုးကပို့ပြီးတော့မှအဆင်ပြေနေတာအဲ့ဒါလက်ချက်နဲ့လက်နဲ့ကိုပြောရတာနော်တော်တော်လေးလေးလေးစားဖို့ကောင်းပြည်သူတွေကစုပေါင်းလို့ရတဲ့အလူငွေတွေကနေပြည်သူတို့ပြန်ခွဲပေးတာဘယ်ပြည်သူတယောက်မှနေနိုးလူလိုက်တဲ့အလူငွေကြောင့်တထင်းမဖြစ်သွားဘူး အေးပြည်သူတွေအများကြီးကနေစုပြီးတော့မှနင်တို့စီကိုအလူငွေရောက်လာတာနဲ့တော့နင်တို့ကတထေးဖြစ်နေတယ်အဲ့ဒီထက်ရှင်းတာတော့မရှိတော့ဘူးเนาะပြည်လျောင်လို့ပါ ဘယ်နဲ့တစိမ့်မရှိလာပြီးတော့မှအားနေတဲ့သူတွေကိုတရားစွဲမယ်ကြီးလုပ်နေတာ။ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒါဒီငွေသိန်း30ကိစ္စနဲ့ပြောမယ်ဆိုရင်တစ်ဖက်ကလည်းသူ့ရဲ့လွဲမှားမှုကြောင့်သူ့ရဲ့ဆုံးရှုံးသွားတဲ့ပတ်စံတွေကိုသူကပြန်ပြီးတော့လိုချင်တယ်။တစ်ဖက်ကလည်းဒါပြန်ပေးမယ်လည်းမပြောဘူး။ပြန်မပေးဘူးလို့လည်းမပြောဘူး။ဒါပေမဲ့နေပြီးတော့အထီးကိုလိုက်ပြီးတော့ရှင်းတဲ့နော်။ ဘာကြောင့်နေပြီးတော့အထီကိုလိုက်ပြီးရှင်းခိုင်းတာလဲတော့ကျွန်တော်လည်းဒါနားမလဲတော့ဒီငွေလေး330နဲ့သူ့အတွက်ဒီငွေလေး330နဲ့သူကဘာဖြစ်သွားမှာလဲနော်ဒီငွေ330လွှဲမှမိပါပြီထားကွာဒီငွေလေး330ပြန်ပြီးလိုက်ရတာသူ့အတွက် ဘာမှနင့်နာတော့ခြင်းလည်းမရှိဘူးเนาะတစ်ဖက်ကလည်းဒါသူချမ်းသာတဲ့အတိုင်းဝိုင်းရလည်းမဟုတ်ဘူးเนาะစီးတဲ့သူတွေအတွက်ကတော့ဘဝကြီးလို့ပြောကောင်းပြောနိုင်တယ်လို့ပြောကြရင်းနဲ့ပဲဒီဗီဒီယိုဒီမိုပဲဆုံးသက်ချင်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗာများမချက်ပေးခြင်းလဲမချက်ပေးခြင်းလားဆိုရင် comment မှာရေးသွားပြပါကျွန်တော်နှစ်စဉ်နဲ့အမြကြီးစုပေးနေတဲ့တယောက်ချင်းနေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ပြီးတော့ဆုံးကျင်ပါတယ်